ကျွန်တော်ဒီနေ့တွေ့ဝိထုရိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဝိထုရိုလေးကို ရေးသားထားသူကတော့ဆရာဦးစွေဒတ်တနိကာပဲဖြစ်ပါတယ်ဝိထုရိုလေးကိုဖတ်ခွင့်ပြုပါရန်ဆရာဦးစွေအားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာ။ ရေးတော်ဘုံအောင့်ကိုအောင်ရမည် ကန်ရွာတရွာလုံးမှာ အနှိတ်သက်ဆိုလို့တယောက်ပဲရှိတယ်။ဘယ်သူလဲဆိုတော့မိတဆုပ်တဲ့အသက်30လောက်အသားညွန်ညိုလူကနည်းနည်းပူတော့ခတ်တုတ်တုတ်ခန္ဓာကိုယ်လို့ပို့ထင်ရတယ်။ရုပ်ကတော့ရွက်ချမ်းရည်ကျိုးဆိုတဲ့အဆင့်ရဲ့အောက်နည်းနည်းရောက်သေးတယ်။ပြီးတော့ငငယ်ကလေးကမိပါလဲဆင်းရဲကြောင်းလဲဟုတ်တိပတ်တိနေခဲ့ရတာမဟုတ်တော့ခတ်ကြောင်ကြောင်းလို့ပြောရမလား။ ခန့်အာအာလို့ပြောရမလားမသိဘူးသူ့မှာကလေး၃ယောက်ရှိတယ်ကလေးတွေအဖေကလည်း၃ယောက်ကလေး၁ယောက်အဖေ၁ယောက်နှုံးနေလीအိမ်နောင်က၃ဆက်တဆက်မှမမြဲပါဘူးကောင်မလေးကအိမ်နောင်ရေးကံမကောင်ဘူးပြောရမလားပဲသူ့ယောက်ျားတွေကကလေး၁ယောက်ရတဲ့ထီပဲသူနဲ့ပေါင်းကြတယ်ပြီးရင်ကွဲ့ရော အခုတော့လက်ရှိယောက်ျားတယောက်မှမရှိဘူးနောက်ဆုံးယောက်ျားက ဖားကန့်ပဲလှုပ်လှုပ်မဲဆိုထွက်သွားတာအခုငယ်ဆုံးကလေး၃နှစ်ပြည့်ရောဘာတမ်းမှကိုမချရဘူးအနှိတ်တဲလို့သာ ပြောရတာပါဒီလိုရော်မျိုးမှာတကယ်စင်ယူပြီးအနှိတ်ခံနိုင်တဲ့သူကခက်ရှာရှာညောင်းနေကြိုက်တဲ့ဆိုတာမကြဘူးတဲ့သူကအများသားလီအလုံးနဲ့လက်မပြတ်လုံနေချရတဲ့စင်ရဲသာ တောသူတောင်သားတွေပဲနောက်ပြီးဝင်ငွေကလည်းစားဖို့တောင်နိုင်နိုင်ရှာနေကြရတာမဟုတ်လား ဘယ်အနှိတ်ခံနိုင်မှမလဲဒီတော့မိတစုံလဲဒီနှိတ်တဲ့အလုံးနဲ့ရင် ရက်တီလို့မရဘူးလေပေါင်ထိုးချင်းပေါင်ထိုးလိုက်နှမ်းနှုတ်ချင်းနှမ်းနှုတ်လိုက်ပဲဆော့ချင်းပဲဆော့လောက်ရရှာတာပါပဲသူ့တမီးအကြီးမလေးနဲ့လက်မလေးကတော့မကြီးရွယ်လေးခူယောင်လိုက်တန်းတလွန်ညွန်လေးခူယောင်လိုက်ဟိုအိမ်ဒီအိမ်ကခေါ်ခိုင်းတဲ့တောက်တူမဲရအလုပ်လေးတွေလဲလှုပ်လို့ပေါ့လေမအေးဝင်ဝေကိုဖြည့်ကြရတယ် တကယ်တမ်းပြောရရင်အကြီးမတောင်ဆယ်နှစ်တောင်ကြော်သေးတာမှမဟုတ်ဖေဒီလိုပဲရှားရဖွေရခက်ခက်ညစာမစားရတဲ့အခါမျိုးရှိကျင်သာရှိမယ်မတ်တဆုတ်တို့တောင်းပြီးတွေဗီဒီယိုယုံကိုတော့ညတိုင်းရောက်တယ်တရက်မှကိုမပြတ်ဘူးဝါသနာကအဲ့လောက်ကြီးတာတခုတော့ရှိတယ်သူကလွမ်းဆက်ငိုရတဲ့ဇလန်းဆိုရင် လုံးဝမကြည့်ဘူးယုံနှင်းမှာအိတ်တော်တာပဲ မတ်တဆုတ်ကြောင်းကထူးထူးခြားခြားပြောเสียဘာမှမရှိဘူးတယောအလုံးကလည်းဘယ်သူကမှအေးဆက်ပြီးသူ့တို့အကြောင်းကို ပြောဆိုမနေကြပါဘူးဒါပေမဲ့အခုတော့မတ်တဆုတ်ကိုတယောအလုံးကဂိယူဆိုင်ပြောရမယ်ဖြစ်ကိုရောက်သွားပြီစေကုံမဘော်လီဘောကွင်းမှာပိုက်ကြော်ချင်းပွဲမှာနောက်ဆုံးကုံကုံပြောရရင်အရက်ဆိုင်မှာတောင်မိတဆုတ်အကြောင်းပြောကုန်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိယောက်ျားတယောက်မှမရှိရမိတဆုံအตาမင်းမင်းတော်ကြဲကြဲနဲ့ရုပ်ဆုံးမှမိတဆုံရဲ့အရှိအလဲပိုင်းပြဿနာပေါ်လို့ရလီအမ်ယောက်ျားတွေထဲမှာလဲချစ်ချင်တူတူ မုပီရောဆိုတဲ့သူတွေကလည်းအများသားမဟုတ်လားပထမဆုံးစပီလှုပ်လှုပ်ရှားရှားဖြစ်သွားတာကတော့မိတဆုံရဲ့အိမ်နီးချင်းဒေါ်လခင်နဲ့ဒေါ်တင်ဦးလိုပဲအဲ့ဒီကြောင့်မှအဲ့ဒီနှစ်ယောက်ကဆရာကြီးတွေလီ မိတဆုပ်ခန္ဓာကိုယ်ပုံပြက်နေတာတွေ့မိတာနဲ့ချော့လိုက်ချော့လိုက်နဲ့မေးတော်တာပဲကဲပြောမှသာ ပြောပါဤညီမာကဆွေမရှိမျိုးမရှိနဲ့တကောင်ကြွက်ပေမဲ့မျက်နှာမငယ်ရပါဘူးငါတို့ရှိပါသေးတယ်ဒေါ်လာခင်ကလေးပြေလေးနဲ့ပြောတယ်မိတဆုပ်ကတုတ်တုတ်တောင်မလုပ်ပါဘူးဘာလဲညီကသူများယောက်ျားနဲ့ဖြစ်ခဲ့လို့မပြောချင်တာလားဘာဖြစ်လဲဤတုတ်တာဝင်တူယူလိုက်မပေါ့ ကြံတော်ဒုကိစ္စသာထားပါ၏နာမည်သာပြောဟုတ်လားမိတ္တဆုတ်ကဒေါ်တင်ဥကိုမျက်လွာလှန်ပြီးမော့ကြည့်တယ်နေပါဦးရည်ရဲ့အခုဟာကကြုတ်ပိုက်ကြီးတာပါကြုတ်ကိစ္စပါအကြီးတို့ကဘာလို့ဇွတ်ဖြစ်နေကြတာလဲစိတ်ဆက်တဲ့ဒေါ်လာခင်တွန့်ငနေဖြစ်သွားတယ်အောင်မေကောင်မကဒီမဲဤအရက်နာမှာဆိုလို့ပြောနေတာညီကိုမိမကျင်းကိုချင်းစာလို့ပြောနေတာ တို့ကနေတာတပလေညာကလုပ်လို့ရတယ်သိရလားဒါဆိုလဲအဲ့လိုပဲနေလိုက်ပါတော့ကျုပ်ချောင်းနဲ့ကျုံမို့ဘာမှကိုမပြောချင်တော့ပါဒေါ်တင်ဦးကတော့လက်လျှော့ချင်ဟန်မတူဘူးဆတ်ဆူဝဝါဒနာကလည်းရှိသေးတာကို မဟုတ်ပါဘူးမိတဆုပ်ရဲ့ငါသိချင်တာကဘယ်သူနဲ့လဲဆိုတာကိုပါမိတဆုပ်ကပြုံးနေကဲပါတော့တိတ်ဆောင်ရတာမှတ်လို့ကျုံမွေးတော့တိလိမ့်မပေါ့ ကျုပ်ကလေးတွေចောင်းတော်တို့လည်းទីသားပဲတော်တင်ဦးကမိတဆုပ်ရဲ့သူ့ကလေးတွေရဲ့ကိုတစ်ချက်စီကြည့်ပြီးခေါင်းမငိမ့်ခြင်းငိမ့်ခြင်းနဲ့ငိမ့်ပြီးပြန်သွားတယ်ဟုတ်တော်ဟုတ်တယ်မိတဆုပ်ကဘလို့ကုသူရဲ့ဖြစ်မပြောရဘူးအခုလက်ရှိသူ့ကလေး၃ယောက်ကိုကြည့်အကြီးမဆိုရင်သူ့အဖေတာမြင့်နဲ့တရုတ်ထဲတပုံစံနေဒါပေသူ့ကလေးတုံးလို့မေးစရာကိုမလိုတော့ဒီလိုပဲအလတ်မကသူ့အဖေမောင်တိုးနဲ့ ိုပွားပေါက်တူသလိုအငေဆုံးကောင်ကလည်းသူ့အဖေလှစိန်တဲ့တပုံနဲ့နှစ်ဖူးပြောင်းတော့မျက်လုံးပြူတာကအစချွတ်စော်ဒါကြောင့်မိတ္တဆုတ်ကပြောတာပေါ့ကလေးအဖေဘသူလဲဆိုတာမွေးတော့တိလိမ့်မယ်လူပြောလေပြောတဲ့ပြောလေပြောလောက်တယ်လီဒီလိုနဲ့ဒေါ်လာခင်နဲ့ဒေါ်တင်ဦးတို့စီကတဆင့်တဆတဆနဲ့တရွာလုံးတိကုန်ကြတယ်မိတ္တဆုတ်ကတော့နင်းနေမှအိမ်တွင်ပြတ်ပါဘူး မင်းငေါ်ကြတာနှကောင်းရှုံကြတာအတင်းပြောတာတွေကိုလေတုံလဲမတုံပြန်မှုတုံလဲမတုံလို့ဘူးသူလို့ဆရာကို ပုံမှန်လုပ်နေတယ်ရွာကလူတွေကတော့မိတဆုပ်ရဲ့ဗိုက်တရခံဘဲသူလဲဆိုတာအပြင်းထန်စုံစမ်းကြစဉ်းစားကြတယ်ဒီအပိုင်းတွင်မိတဆုပ်ဗိုက်ပဟေရီဝင်လာတာနဲ့ခါတိုင်းလုံနေကြခဏကိစ္စတွေကိုတောင်းမစဉ်းစားမိကြဘူးမတွက်ချက်မိကြဘူး နောက်ဆုံးရွာကလူကြီးတွေပါမနေနိုင်ကြဘူးမိတဆုပ်ကိုခေါ်မိကြတယ်မိတဆုပ်ကိုမဖို့ရင်ရွာမှာမထားဘူးလို့လဲချိန်ချောက်လိုက်ပြီးတယ်မိတဆုပ်ကတော့မပြောနိုင်ဘူးပဲတကယ်လို့ရွာမှာမနေရရင်လဲထွက်သွားပါမယ်ပေါ့ဘလို့ပဲပြောပြောဒီအဖြေပဲလူကြီးတွေကလည်းပြောမဲ့သာပြောတာလीကိုရွာကကိုရွာသူ တခြားရက်မှာမျက်နှာငငယ်နဲ့တွားနေမှာမျိုးဘယ်လောက်ပါမလဲ မိတဆုပ်ကိုထားကလေးတွေကရှိသေးတယ်မဟုတ်လားဒီမာကလှုပ်စာကင်စားလို့ရသေးတယ်နောက်ပြီးတော့မိတဆုပ်ကိုဝင်ကလေးလကနေနေရင်နေပြီလို့ပြောတယ်6လရှိပြီတယ်မိတဆုပ်ကဝါတော့တိတ်မသိတာတယ်ဒီတော့ကဲဆောင်းရလေနောက်၄လပေါ့ကွာအဲ့ဒီအခါကြရင်သာတရခံသိရင်တော့တို့ရွာသားတွေကဆိုမလွယ်ဘူးအခုတော့ဒီအတိုင်းပဲနေပါဆိုပြီး မိတ္တဆုပ်ရေခင်ကို ရှင်လင်းဆုံးဖြတ်လိုက်ကြတယ်။ကာလာသားတွေကိုတော့မျက်စောင်းခဲလိုက်သေးတယ်။ဒါပေမဲ့ကာလာသားအုပ်စုကလည်းတမျိုးစဉ်းစားကြည့်တယ်။မိတ္တဆုပ်ကအနိုင်တယ်မလား။ဒီရောမှာတကယ်အနိုင်ခံတာဘယ်သူတွေလဲ။ဒီလူတွေကောမဖြစ်နိုင်ဘူးလားပေါ့။မိတ္တဆုပ်နဲ့နှိစက်တဲ့ကိစ္စကိုစဉ်းစားကြည့်တာလေ။ဒီအတွေးကကာလာသားတွေစီကတဆင့်ရွာရဲကိုပြန့်သွားပြန်ရော။ မိတဆုပ်ကိုနေမကောင်းတဲ့လူနဲ့မိမတွေကလွဲရင် ပုံမှန်လိုလိုအနှိတ်ခံတတ်တဲ့လူက၃ယောက်ရှိတယ်။တယောက်ကဥကျိုင်းနဲ့သူကဗရီလေးတကိုင်းကိုင်းနဲ့ညဆိုရင်ဖျားစာကျဲကြီးအော်အော်ရှခိုးတဲ့လူမျိုး အလူမင်္ဂလာနာရီတွေမှာလဲအပေါင်းအာရင်တန်တန်နဲ့ဓမ္မအကြောင်းတွေကိုညှင်းတက်ခုံတက်သေးတယ်။လူကခဝါဝါစီဝါကြီးလဲမပူပင်မကြောက်ကြရဘူးလေ။ရာကြီးချောင်းကြီးကအကျေတော် မိမဆုံးပြီးတော့တားနဲ့ချိန်မာကပြုစုနေတဲ့သူဆိုပါတော့နောက်တယောက်ကဆရာမင်းနဲ့မူလာတန်းចောင်းအောင်ဆရာကြီးကပင်စင်စားပါဆရာမင်းကလူပြိုကြီးတူမပြိုလေးနှစ်ယောက်နဲ့တူနေတယ်ဆရာကပိန်ပိန်ရက်ရှိရှိစကားပြောတော့လေအေးစစ်စစ်ပါပဲသူကလည်းညောင်းတက်ညာရက်တည်းမိတစုတ်ကတပတ်တစ်ခေါက်လောက်တော့နေနေပေးနေရတာပဲ တူမတွေကလည်းဈေးအောင်ဈေးဝယ်တစ်ဖက်နဲ့ဆိုတော့မအားကြဘူးလေအေးနောက်ဆုံးတယောက်ကတော့ကိုညိုကြီးတဲ့ငယ်ငယ်ကတော့လူရိုက်မှုနဲ့ထောင်ကျဘူးတယ်လို့ဆိုတယ်ဟုတ်ချင်လဲဟုတ်မေလူကကိုမယုတ်ကြီးစကားပြောတော့လေတိုးတိုးတောင်းတောင်းနဲ့ဘုဆက်ဆက်နဲ့ရေအတော့စားကလည်းရှိတယ်ဘဲမှသာတော့မတော့တာအိမ်မှာတော့ပုံမှန်မေ၃ယောက်စလုံးမှာတူညီတာကတော့အသက်တွေပဲ အကုန်လုံး60ပတ်ဝန်းကျင်တွင်ကွာရင်တစ်နှစ်နှစ်နှစ်ပဲတိထက်မပိုးဘူးနောက်ပြီးမိမမရှိကြတာလေတူသပေါ့လीရွာမှာဟိုကစတူတူဒီကစတူတူနဲ့တူတူလဲမိတဆုံနဲ့သူတို့ကိုသမုတ်ချင်ကြမှန်းသိသွားတယ်ရွာကလူတွေကလည်းကြောင်တော့မပြောရဲကြဘူးလीဒါမျိုးကမျက်မြင်သက်သေရှိတဲ့ကိစ္စမျိုးမှမဟုတ်တာအထင်ပေါ့ ဒီကြားတဲ့ကာယကံရှင်မိတ္တဆုပ်ကဘာမှဖွင့်မပြောဘူးလို့ဘူးခံနေတော့ပို့ဆိုးတာပေါ့ဒီသတင်းကိုကြားတော့ဥကြံကညဘက်ပရိပူပြီးဖိစိန်နေတဲ့တဲ့ဆရာမြင့်ကတော့အိမ်ထဲကအိမ်ပြင်သိပ်မထွက်ဘူးကိုညိုကြီးကတော့ရက်ဖိတောက်ပြီးမူလာရင် တောက်တခေါက်ခေါက်နဲ့လက်ထဲမှာလဲဓာတ်ကင်လိုကင်ဒုတ်ကင်လိုကင်လုပ်နေတယ်ကြားတယ်ဘာမှမဖြစ်တာကတော့မိတ္တဆုပ်ပဲ ဘိုက်ကြီးတကားကားနဲ့အလုတ်လုတ်တာလည်းမပြက်ဗီဒီယိုကြည့်တာလည်းမပြက်ပုံမှန်ဆိုမှပုံမှန်မေးတနေ့တော့အဲ့ဒီလူလေးယောက်တနေ့ရမှသွားဆုံနေကိုသားစိန်တို့အလူပွဲဝင်တဲ့နေ့ရဲ့ယင်းနေ့မှာပေါ့ဆန်စင်နဲ့နေလို့ခေါ်ကြတယ်ပထမဆုံးရောက်လာတာကဥကျန်သူကကိုသားစိန်တို့အလူအတွက်စိုင်းသွန်းကပေးရတဲ့လူလေးနောက်ရောက်လာတာကတော့ဆရာမင်းဆရာမင်းကကိုသားစိန်နဲ့မျိုးမကင်းဘူး အလိုအတွက်တိုင်ပင်ကျင်နာလေးတွေတိုင်ပင်ရအောင်လာတော့ပေါ့အဲ့ဒီအချိန်မှာမိတဆုပ်ကလည်းမန်တက်ထဲမှာစံပြလူစပလုံးရွေးလူရွာလေးကတခြားမိမတွေလည်းအများကြီးပေါ့အဲ့ဒီလိုပဲတန်ကာစင်ပေါ်မှာလည်းယောက်ျားကြီးချို့ကဥကြိုင်တို့ဆရာမြင့်တို့နဲ့အတူထိုင်လို့ပေါ့အစကတော့လူရှင်ကချပေးတဲ့လက်ဖက်လေးစားလိုက်ရင်နှွေးလေးတောက်လိုက်စကားလေးပြောလိုက်နဲ့ လူတွေဟာသူတို့နှစ်ယောက်ရောက်လာရော ပြုံးစုံငိမ့်ကုန်ကြတယ်။နောက်ဖေးမှာစည်းပြူသီးညစ်နေတဲ့ကာလာသားချုပ်ကလည်းကွက်ကြည့်ကွက်ကြည့်နဲ့လန့်ကြည့်နေကြလေရဲ့။ပိုဆိုးရာကအဲ့ဒီအချိန်မှာကိုပဲတိုက်တိုက်ဆိုင်ဆိုင်ကိုညိုကြီးပါထက်ရောက်လာတာပဲ။သူ့နောက်ကစက်တုံမြိတ်တောင်းတွေထန်းလာတဲ့ကောင်လေးတွေနဲ့အတူ သူကစက်တုံမြိတ်သွားထန်းလာလီ။ကိုညိုကြီးကအရင်နဲ့နဲ့တောက်လာပုံရတယ်။မျက်နာကနီးရဲလို့တဆိုင် ်ဗျို့ဒါရီပဲချရမှာတော့ကွာနောက်ထဲတော်ပြီးတင့်ရတာချထားလိုက်ပါဦးလေးရဒါမှမဟုတ်အိမ်ထဲမှာဖြစ်ဖြစ်ပေါ့ကိုညိုကြီးကကိုသားစိန်ကိုပြောရင်စက်သွုံမြိတ်တောင်းတွေထားဖို့နေရာရှာ မျက်စိကစားရင်ကနေမိတဆုပ်ကိုရောတန်ခါစင်မော်ကဟိုနှစ်ယောက်ကိုပါတွေ့သွားတယ်စင်မော်ကို မျက်လုံးကြီးကြီးနဲ့ကြည့်ပြီးဆရာမြင့်ကမျက်လွာလေးချလိုက်တယ်ဥကြံကတော့ တိုက်ပုံအင်ကြီးအိတ်သေးကပရိကိုထုတ်ပြီးတချောက်ချောက်နဲ့စိတ်နေတယ်။ကိုညိုကြီးကတခုခုကို ပြောတော့မှလို့လို့ထလောက်လိုက်တော့မှလို့ပုံမျိုး။ကြံတဲ့လူတွေကတော့ပွဲကြီးပွဲကောင်းတခုကိုကြည့်ဖို့ဟန်ပြင်ထားတဲ့မျက်လုံးတွေနဲ့ငြိမ့်ငြိမ့်သက်သက်ပေါ့။ဒါဝိမဲ့သူတို့ဆန္ဒမပြေပါဘူး။မိတဆုပ်ကကိုညိုကြီးကိုစူးစူးရဲရဲတစ်ချက်ကြည့်လိုက်တော့ကိုညိုကြီးက ပြုံးစိုလက်ထွက်ပြီးတောင်းတွေကိုအိမ်ထဲပို့သူလဲချက်ချင်းပြန်သွားတယ် နောက်ကိုတစ်ချက်လည်းမကြည့်ဘူးမကြော်ပါဘူးဆရာမြင့်ကလည်းကိုသားစိန်ကိုနှုတ်ဆက်ပြီးထပြန်လာပါပြီဥကြိုင်ကိုတော့နှုတ်မဆက်ဘူးအရင်ကတော့ရင်းနှီးတဲ့သူတွေပါဥကြိုင်ကလည်းမျက်လုံးကြီးမိတ်ပြီးဗရိဖိစိန်နေလို့လာမှမသိပဲလीနောက်ဆုံးမှဥကြိုင်ကအနိစ္စဒုက္ခအနတ္တလို့ပါဇက်ကယူရင်ထပြန်သွားတယ်မိတဆုပ်ကိုလည်းသူ့သမီးလမ်းမကလာခေါ်တယ်အငေဆုံးကောင်ငုံနေလို့ဆိုလာပဲ သူတို့ပြန်မှာပဲဟိုနာတိုရိုဒီနာတိုရိုနဲ့စကားသံတွေပြန်ကြရတော့တာပဲကိုသားစိန်ကလည်းတက်ပြင်းကိုအခုမှချနိုင်တော့တယ်ရွာကလူတွေကလည်းအမျိုးမျိုးအကဲသာခတ်နေကြတာဘယ်သူဆိုတာကိုတညီတညွတ်ထဲမထင်ကြဘူးတချို့ကကိုညိုကြီးတချို့ကဆရာမင်းတချို့ကဥကြံပေါ်လီကိုဘသားကိုစုံတော့ရာလူယူတဲ့သူကယူရှင့်နေရာလူယူတဲ့သူကယူ မဟုတ်မှလွဲရောဆိုပြီးဘေးရင်ဆရာလုတဲ့သူကလုံနေစုံနေတာပဲဒါဝိမဲ့တခုတေကြတာကတော့သူတို့အားလုံးမိတဆုပ်ရဲ့ဘိုက်ကယင့်လာလေးလေးသူတို့သုံးဦးကိုပဲထင်လေးလေးပဲသူတို့ကလွဲရင် တခြားဘယ်သူမှမဖြစ်နိုင်ကြဘူးလို့တွက်ကြတယ်မိတဆုပ်ဘိုက်နာတယ်လို့ကြားလိုက်ရတဲ့နေ့ဟာကြာကန်တရွာလုံးလှုပ်သွားတဲ့နေ့ပဲတချို့မိမတွေ ဆိုရင်လှုပ်လက်စလှုပ်ကိုပြစ်ထားပြီး မိတဆုပ်အိမ်ကိုခြိတက်သွားကြတာမထူးပါဘူးယောက်ျားလေးတွေကလည်းမိတဆုပ်အိမ်နဲ့မလန်းမကန်းမှာဟိုဟာလောက်တလို့လို့ဒီဟာလောက်တလို့လို့နဲ့သတင်းဆောင်နားဆွင့်နေကြတယ်မွေးလာရင်ဘယ်သူနဲ့တူမှလဲဆိုတာကိုအရွာလုံးသိကျင်နေကြတာမိတဆုပ်ကမွေးလိုက်ရင်ဘယ်သူနဲ့တူမှလဲချွတ်ဆွတ်မွေးတဲ့တဲ့သူလေလူငယ်တွေမပြောနဲ့အရက်လူကြီးတွေကတောင်ဒီနေ့ချိန်ထားတဲ့အမှုကို နောက်နေမှစစ်မဲဆိုပြီးရက်ရွှေ့လိုက်ကြတယ်။သူတို့လည်းအိမ်ကနေစိတ်ဆောဆောနဲ့မျောနေကြတာပဲ။သူတို့မိမတွေမွေးတုန်းကတောင်းဒီလောက်စိတ်ဆောကြရဲ့လားမသိဘူး။ပထမအရက်သေးကလက်သေးတော်နှုကိုခေါ်တယ်။နောက်တော်တော်ကြာတော့ကျမကြီးဌာနကဝမ်းဆွဲဆရာမကြီးကိုပါသွားခေါ်တာတွေ့ရတယ်။မိတ္တဆုပ်အိမ်နဲ့မလှမ်းမကမ်းမှာလမ်းပေါ်မှာလူကများတစ်ထက်များလာပြီး ကလေးတွေကလည်းလူကြီးတွေစုယုံစုယုံလုံးနေတော့ဘာရဲမသိရောရောင်ပြီးလမ်းမထွက်ကြတယ်ကလေးတွေတောင်မကစားကြဘူးဘယ်ချိန်ကလေးငုံမလဲကလေးငိုတန်းကိုမကြားရမှာဆိုလို့လူတွေကစကားတောင်ကြဲကြဲမပြောကြဘူးမိတဆုပ်အိမ်လေးမှာတော့မိမတွေဆိုတာတရွာလုံးနှီးပါပဲအိမ်မော်မှလည်းအိမ်ကျို့ကြမှာတောင်ကြောက်ရတယ်အိမ်အောင်မှလည်းအပြေးနောက်ဆုံးဘယ်သူထွက်လာတယ်မှတ်တယ် ဥကြံရောဆရာမြင်ရောကိုညိုကြီးရောပါထွက်လာကြတယ်လမ်းလျှောက်ထွက်တယ်လို့လို့စိတ်လိတ်ကွန်းရထွက်ဝဲတယ်လို့လို့ ਨੇ ထွက်လာကြတာပေါ့နောက်ဆုံးမိတဆုပ်အိမ်ဘက်ကမိမာရီရဲ့ဆူညံဆူညံတန်နဲ့အတူ ကလေးငိုတန်းမှာထွက်လာတယ်လမ်းမော်ကလူတွေမတ်တက်ထရက်လိုက်ကြတယ်ဟိုလူ၃ယောက်ကိုလည်းကြိလိုက်ကြတယ်ငိုတန်တော့ငိုတန်မေဒါပေမဲ့သူတို့မျောလင့်ထားတဲ့ ွေကင်းစာကလေးရဲ့ငိုတန်းမဟုတ်ဘူးမိမဖွားနိုင်လို့တေသွားတဲ့မိတဆုပ်ရဲ့ကလေး၃ယောက်ငိုတန်းပူပူနွေးနွေးမိခင်မဲ့သွားရှာတဲ့ကလေး၃ယောက်ရဲ့ငိုတန်းမှာအခုတော့လမ်းမပေါ်မှာလူမရှိတော့ပါဘူးမိတဆုပ်အိမ်မှာလဲမကင်းရမကင်းကြောင်မိမကြီးတယောက်နှယောက်ရဲ့အတူပါကိစ္စကိုဆောင်ရွက်ဖို့လုပ်နေတဲ့အရက်လူကြီးတယောက်နှယောက်ရဲ့ပဲကြံမာတော့တယ်ဘိုက်တရဲ့ခံက၃ယောက်စလုံးလား၂ယောက်လားတယောက်ထဲပဲလား တယောက်မှမဟုတ်ဘူးလားဘယ်သူလဲဆိုတာကတော့တေသွားတဲ့မိတဆုပ်ကလွဲရင်တခြားဘယ်သူမှတိမှာမဟုတ်တော့ပါဘူးလေဗီဒီယိုကြည့်ရင်အလွမ်းဇက်ငိုရတဲ့ဇက်ဆို လုံလုံမကြည့်ခဲ့တဲ့ယုံထဲမှာအိတ်တဲ့မိတဆုပ်ဟာ သူ့ကိုယ်တိုင်ရဲ့အလွမ်းဇက်ဖြစ်နေလို့မနှိုးသောအိတ်ချင်းနဲ့အိတ်သွားလိုက်သလားမှမသိတာရွာကလူတွေဖို့တော့မိခိုးတော့မြင်လိုက်ရပါရဲ့မိဘယ်နာမှာရှိလဲဆိုတာ ရှာမတွေ့ကြတဲ့သူတွေလိုပဲ ဖြစ်ကြံခဲ့ကြတယ်။အမှန်တော့မိကိုမှထွက်လာရင်မိဆိုတာရှစ်ကိုရှိအောင်မဟုတ်လား။ဥဆွေဒတ္တနိကရွှေမြူတီအောက်ခေါလ2000ခုနှစ်